အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းနဲ့စာအုပ်လေးကတော့စာရေးဆရာကြီးတက်တိုးရေးသားထားတဲ့ပန်းပွင့်သော နေဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလေးငုံဖြစ်ပါတယ်ရှင်ပန်းပွင့်သောနေ ကျွန်တော်လဲနိုင်ငံတော်ဝန်ထမ်းတဦးအဖြစ်အထက်နယ်ကျေးသို့ပြောင်းရွှေ့သွားရသဖြင့်ဦးလေးဟန်နဲ့မတွေ့ရသေးမှတနေ့နေပါရှိပါပြီရန်ကုန်နဲ့ဝေးပြီးလျင် အညာကျစ်လက်တွေအမှုထမ်းနေရသဖြင့်ကျွန်တော်အလုပ်ကို မနှိမ့်မြို့သလိုဖြစ်လာပါတော့တယ်။ BCS ဆောင်မွေးဝဲဝင်စဉ်ကမှတောရွာကျစ်လက်တို့ရောက်လျင်စည်ရသာတောသူတောင်သားတို့အကျိုးကိုမြည်တို့ဆောင်ရွက်မည်ဟုကြီးမားသောရည်ရွယ်ချက်ရှိစေကမှယခုလက်တွေ့လှုပ်ကြည့်သောအခါထင်ကျေးမကိုက်လာသဖြင့်အတော်ပင်စိတ်ပြေမိပါတယ်။တို့ရာတွင် လုံမီမှာမထူတော့ပါဘူးဟုသော ရှော့စိတ်ကလေးဝင်လာသည်ကတကြားလှုပ်လှဲစနဲ့ဆက်လို့ရင်အသားတည်အနေထိုင်သွားသည်ဖြင့်ပိုနေမဲကြားနေမဲစိတ်မျိုးတဖြည်းဖြည်းထွန်းကားလာလေတော့တယ်ရန်ကုန်သို့တနစ်ခန့်မရောက်ဘဲနေရာမှာကဲအားလျော်စွာကျွန်တော်အားအင်းစိန်နယ်ပိုင်းဝန်တော်အဖြစ်ခံလိုက်သည်ဖြင့်ရန်ကုန်သို့ ပြန်ရောက်ရလေတော့တယ်ကျွန်တော်နိုင်မိဘများမရှိတော့သည်ဖြင့် ဒွေးလေးဒေါရမစာရီထံသို့မကြာခဏရောက်ခဲ့တယ်။ဒွေးလေးသည်အပြိုကြီးတို့ထုံတဲ့အရာတူသားတို့ကို တွေ့လျင်တခုခုကိုအကြောင်းပြရွေးညီတွန်တောက်တီးတက်လေတယ်။ကျွန်တော်ရောက်သွားတဲ့နေ့တပြိုင်နက်စကားစပြီးအနှင်းငယ်စာပြောရမှာသူ့အကိုအကြောင်းတို့ရောက်ခါကျွန်တော်မှတဆင်သူ့အကိုဦးလေးဟန်ကိုကျင်းလီတော့တယ်။နေဦးလေးကိုဟန်တဲ့အကြောင်းနေမသိသေးဘူးလားဟမ်ဟွန်းဟွန်း ။ဥလိယံဘာဖြစ်လို့လဲ။သူကျွန်တော်စီစာမေးတာနှစ်လကြာကြာလောက်ရှိရောမယ်။ကျွန်တော်ကတော့ဒီလာကနေစာရဆောင်ထည့်လိုက်ပါသေးတယ်။ဘာဖြစ်မှလဲဟာ။ဒီအသက်အရွယ်ရောက်မှမိမယူတယ်လေ။ကျွန်တော်လည်းအပြိုကြီးရဲ့စကားကိုကြားရသေးအခါဥလိဟံအတွေ့ဝမ်းမြောက်ခြင်းအပြိုကြီးတို့ရဲ့ရဲဘွယ်အဖြစ်ကိုကြည်ကအာရပါရရဲလိုက်လေတဲ့။ဘာလဲအနေကဘာရရတာလဲ။ ဒီအသက်အရွယ်ကြီးမှာကာမဂုဏ်စိတ်တွေထနေရသေးတယ်။အဲ့ဒါကိုနင်ကဩဘာပေးတဲ့သဘောနဲ့ရည်တာပေါ့လေဟုတ်လား။ဟာဟုတ်ဟုတ်ကဲ့။အိုးကျွန်တော်ရည်တာကဒွေးလေးကဦးလေးဟန်သူ့ဘာသူမိမယူတာနဲ့ဒီလောက်များတော့ပွားနေရသလားလို့ရည်တာပါ။အမဲငါကကိုဟန်သိဟာနေရာတကာမှာခွာစာကြပေမဲ့ဒီနေရာမှာတော့တိတ်ခါရှိမယ်ထင်နေခဲ့တာ။အိုးဗျာဒွေးလေးကလည်းမိမယူတာနဲ့တိတ်ခါကြရရော်လား။ တော့နေပါအောင်သူယူတဲ့မိမကဟိုဒေါ်လာတွေမဟုတ်လားအမေနင်ကသိနေပေါ့လား तू ကနင့်ကိုဒီမိမအကြောင်းပြောဖို့လို့လားဒါရီထားပါဒွေးလေးရဲ့ကြောက်စရာမကြီးဒေါ်လာတွေမဟုတ်လားဟုတ်တယ်လေကိုတော့ငရဲကအစဲတဲ့ကျွန်တော်လဲဦးလေးဟန်အဖိုးမျောလင်းချေရောင်ချင်းမြင်ကလေးသည်တဖြည်းဖြည်းဆောင်းရင်ပင် နေမင်းကြီးထိမ့်ထိမ့်သားနေလေးပြီဆိုသည်ကိုသိလိုက်ရသည်ဖြင့် အတော်ပင် ကျင်းနဲ့ဝမ်းမြောက်မိပါတယ်။ကျွန်တော်လည်းတပြည့်တောက်တောက်နဲ့ပြောရမှထမင်းမြိန်မြေသောတွေးလေးကိုတော်တယ်လို့ပြောပြီးနှုတ်ဆက်ခဲ့ပြီးနောက်ဦးလေးဟန်ထန်တို့အမြန်သွားလေတယ်။ဆန်တဲ့သူအဝင်လိုက်တွင်အိမ်မောမှထွက်လာသောတယ်ရီကော်ရာမှဖွင့်သည့်ကိုအန်ဂျီ၏ဘဘူတူစာတချင်းအပိုက်ကလေးကို ကြားလိုက်ရလေတယ်။စံနမူနာတိန်စာတွေအလှပရင်အုံမှန်တန်တီး ပပဝရီနေပင် သူတို့ကိုလည်းမမြင်ဘူးလို့ရှင်တုလို့ဖြစ်မစိုးခြင်းကိုထင်ရအမောတင်သူပဲအလာပရင်တရေရေဆွဲဆွဲလန်းလန်းပင်ကျွန်တော်ဒီဥလိဟံအတော်ကြိုက်သောတခြင်းကလေးဤအတိတ်ပဲနေသူအဖြစ်ဟန်နေပုံကိုပြုံးကနေတွေးမိတဲ့ဖြစ်ပြုံးမိပါတော့တယ်အိမ်မော်တို့တဲ့မြေအဖြူတွင် ချမ်းတော့တောင်မှနေရွယ်ဥလိဟံကဟဲ့အဘိုးလေး မင်းဘယ်တော့ကရောက်တယ်လဲကွာဟိုလမ်းအောင်မေးလိုက်တယ်ကျွန်တော်လဲခြေလမ်းများကိုတုံ၍ဥလေးဟန်ရှိရာရှောက်လာခဲ့တယ်ဥလေးဟန်လဲစေးတံကို ပြန်ခဲရင်ဒေလီယာပန်းပွင့်ကြီးတစ်ပွင့်ကိုအညာတမ်းမှနေ၍ကက်ချေးဖြစ်ဖြတ်၍ကူနေလေတယ်ဥလေးဟန် congratulations ဥလေးဟန်ကကက်ချေးကို အနည်းရှိဝါးတိုင်ထိတ်တွင်ချိန်လိုက်ပေးနာစေးတံကိုပဇက်မှဖြုတ်၍လက်တစ်ဖက်တွင်ကင်လည်းရင် ကျွန်တော်ကိုပြုံပြုံကြည်ကြည်ကတက်ဖြူမင်းမတ်တင်အေးစီရောက်ခဲ့လို့အကျိုးအကြောင်းသိလာခဲ့ပြီပေါ့လေဟို ဆိုလေတယ်ဒေါ်ဓမစာရီအေးလူနံမီမှာဒေါ်တင်အေးဖြစ်တယ်ဟုတ်ကဲ့တွေးလေးကတော့ထုံးစံအတိုင်းပေါ့ကျွန်တော်ရောက်သွားတယ်ဆိုရင်ပဲတပြည့်တောက်တောက်နေပြောတော့တာပေါ့အင်းသူကတော့လူမှုရေးရာနားလည်တာမှမဟုတ်ပဲပြီးတော့လေအပြိုကြီးဆိုတော့ကြွားကြတာပေါ့ကွာ ျွန်တော်လဲဒေါ်လေးကိုတွေ့ကျင်လွန်လာတယ်။ဦးလေးဟန်ကအိမ်မော်သူခေါ်အသွားပေါ်သာစောင့်နေတဲ့ဖြစ်စကားဆက်မပြောဘဲနေမိလေတယ်။ဦးလေးဟန်ကနေအောင်ဟိဒေလီယာ50ဝန်းလာခုလိုက်အောင်မင်းမင်းတော်လေးကဖျားပါကတ်ချင်လို့တဲ့ကွာဟိုဆိုကဒေလီယာပွင့်ကြီးများကိုတပွင့်ပေးတပွင့်ခိုးနေလေတယ်။ဒေလီယာပွင့်ကြီးတွေတိတ်ကြည့်တာပဲလား။ဦးလေးဟန်ကစေးတံကိုက်ချင်းပြုံးလေရဲ့။ငါချန်ကဒေလီယာတွေက အပွင့်ကြီးတဲ့ဘက်မှာထိတ်ဆုံးကပဲကွာရန်ကုန်မှာအကြီးဆုံးပဲလို့မိတ်ဆွေတွေကစိုးကြတာပဲဟိုဆိုလေတယ်ပန်းဆက်လေးငါးပွင့်ကိုလက်နှစ်ဖက်နဲ့အညာရံများကိုစုပ်ကိုင်းကအိမ်မော်တို့ခတ်တုတ်တုတ်တက်သွားလေရာ ကျွန်တော်ကနောက်ကထက်ချက်မကွာလိုက်သွားလေတယ်ကင်ထားသောတပြက်စီကို တောင်းတောင်းတွင်ကြပြကတိချောင်းထားလိုက်ပြီးနောက်လေကားထိတ်ကစောင့်ကြုံနေသောဒေါ်လာတွင်ကို ကျွန်တော်ကဥလွင့်ဟန်နောက်ကနေ၍ လမ်းမြင်လိုက်ရတယ်။အကိုကြီးဟိုပြုံးရွှေသောမျက်နှာနဲ့ဦးလေးဟန်ကိုလမ်းဆိုလိုက်ရတယ်။နောက်ကကျွန်တော်ကိုမြင်လိုက်တဲ့ဖြင့်သူစကားကိုတန်၍ငေးကြောင်ကြောင်ဖြစ်ရင်ဦးလေးဟန်ဤလက်မှာပန်းမွေများကိုလမ်းယူလိုက်လေတယ်။ဦးလေးဟန်လည်းအိမ်မတို့ရောက်လျင်ရောက်ချင်းပင်ကျွန်တော်ဘက်သို့တစ်ချက်လှည့်ပြီးလျင်ဒေါ်လာတွင်ဘက်သို့လမ်းကြည့်ကဟဲ့အသွင် ဟောဒီကောင်းလေးပေါ့ အပူလေးအပူလေးလို့ငါပြောပြောနေတာသူ့လူနိုင်ကြီးကတော့ညစ်တယ်နဲ့ဟိုမိတ်ဆက်ပေးလေးတယ်ဒေါ်လာသွင်းကကျွန်တော်ကိုလှမ်းရွေပြုံးလိုက်ရင် လာလာအကိုကြီးကမင်းအကြောင်းခဏခဏပြောတယ်ဟိုဆိုလေတယ်ကျွန်တော်လဲဒေါ်လေးကိုမြင်လျင်မြင်ချင်းခင်မင်းရင်းနှီးစိမ်များထွန်ကားလာသည့်အလျောင်းရင်းနှီးတော်လေတန်းဖြင့်ဟုတ်ကဲ့ဒေါ်လေးကျွန်တော်ကိုလဲဦးလျံက ဒေါ်လေးအကြောင်းခဏခဏပြောပါတယ်ဟိုဆိုလိုက်တယ်။ဒေါ်လာတွင်ကကျွန်တော်စကားကိုကြားလိုက်သေးတွင်ဦးလေးဟန်ကိုလှမ်း၍မတိမတာမျက်စောင်းထိုးလိုက်တယ်။အေးကွာငါလည်းအပူလေးကိုပဲအကြောင်းဆုံးပြောပြလိုက်ရတာပေါ့ကွာဟိုဦးလေးဟန်ကပြုံး၍ပြောလေတယ်။ဒေါ်လေးသည်အသက်40ကျော်ရှိစေကမုန်အတော်ပင်အရွယ်တင်လေတယ်။ဓက်ပုံလေးကထက်အတော်ပင်ဝနေတော်လဲ ဝါလာတီဟိုမဆိုတာပဲအရဲ့အမောင်းမှာ မိမအစင်တန်းနဲ့ဆိုရတော့အတော်ထောင်ပေးတယ်ဦးလေးဟန်နဲ့အရဲ့အမောင်းအတူတူဖြစ်ကြသူတို့နှစ်ယောက်ရှင်ရက်နေတော့အခါကျွန်တော်အမတ်တမဲသတိပြုမိပါတယ်ဒေါ်လေးကိုအယုတ်ဆိုးသည်ဟိုဆိုခြင်းဆိုကြပေမယ်ကျွန်တော်အမြင်မှာဒေါ်လေးဤမျက်နှာ၌ချစ်ခြင်းစပွဲကြက်တည်းရှိတယ်သူဤပွင့်လင်းသောစိတ်ဘောဓာကြောင့် သူ့မျက်နှာသည်ကြည်လင်လျက်ရှိတယ်။အသားညိုရဲနဖိုးမတိမတာမောက်တယ်။နှာခေါင်းမှာမို့အနောက်တိုင်းသားတို့အလွန်နှစ်သက်သောအဖျားလန်တန်တန်ကလေးဖြစ်တယ်။အင်္ဂလိပ်လို snatch no ဟုခေါ်တယ်။ပေါ်ရွေသောသူ့အမောရသည်လောကကြောင့်မဟုတ်ပဲရိုးသားဖြူစင်သောစိတ်မှထွက်ပြူလာသည့်စေတနာ၏အရေးအယံများဖြစ်ကြောင်းကျွန်တော်သတိမုံမိပါတယ်။ ကျွန်တော်ဒီဒေါ်လေးကိုမြင်လျင်မြင်ချင်းခင်မင်းရှင်းနေသွားပါတော့တယ်။ဟဲ့အဘိုးလေးမင်းဒီမှာထမင်းစားရမယ်နော်။အချင်းအချက်တွေရှိနေသလား။မရှိပါဘူးအိုလေးဟန်။ကျွန်တော်ရောက်လာတာတငယ်ချင်းတွေတိတ်မသိကြသေးဘူး။အခုမင်းဘယ်မှာနေသလဲ။အင်းစိမ်မှာအိမ်ရတယ်။ဒါနဲ့မင်းကဘယ်တော့နေရကြမလဲ။ဟမ်။အိုးကျွန်တော်တော့လူပြိုကြီးစားတာပါတယ်ထင်ပါတယ်။မိရွှေအေးကိုချစ်စိတ်နာပေးကြတဲ့က ဘသူ့ကိုမှစိတ်မကူးမိဘူးအေးအေးနေတာပဲကောင်းပါတယ်ဦးလေးရန်ရဲ့အေးအေးနေနိုင်ရင်တော့ကောင်းပါလေရဲ့ကွာအေးအေးမနေနိုင်ရင်မဟန်ဘူးဟိအခုနေအခါမှာဇက်ရှုပ်တွေအတော်ပေါ်တာကွာဒေါ်လေးဒီအိမ်ထဲသို့ဝင်သွားပေးလျင်မိဖို့ကြောင့်တွင် ထမင်းစီမံနေတယ်မင်းတော်လေးကထမင်းအစစအရာရာကို သူကိုယ်တိုင်စီမံရမှာကျင့်နေတာထမင်းချက်ငှားပြီးစားနေလာခဲ့ရတဲ့ငှားလို့အကောင်ဖို့တော့ အတော်စိမ့်တွေ့နေတာပေါ့ဟဟကျွန်တော်ဒီပြုံးရောင်ဝင်လျက်ရှိသောဦးလေးဟန်၏မျက်နှာဝိုင်းဝန်းကြီးကိုလှမ်းကြည့်၍ငင်းနေလေတယ်ကျွန်တော်ငင်းနေသည်ကိုတစ်ချက်လှမ်းကြည့်ပေးလျင်ဦးလေးဟန်ကပြုံးနှခမ်းကလေးတပြင်းပြင်းနဲ့ဘာလဲကွာအဖိုးလေးရမင်းကစိတ်ထဲမှာအတော်ဟောင်းနဲ့အတော်သစ်ကိုနှိုင်းရှင်နေတာလားဟင်ကျွန်တော်ကပြုံးလျက်သာနေလိုက်တယ်ကွာချချင်းကဒီလိုကွာ မင်းတော်ဟောင်းလည်းအစအတောင်ကြကြနာနာဖြစ်အောင်စီမံတာပါပဲဒါပေမဲ့သူစီမံပေးတဲ့ဟင်းကို စားမှကြိုက်တာမစားချင်ဘူးဆိုရင်မကြိုက်ချင်ဘူးအပေါ်စီတော်မျိုးဆိုပါတော့ကွာအခုမင်းတော်တက်ကတော့ဒီလိုမဟုတ်ဘူးကွာသူဘလို့ပဲပင်မခံပြီးစီမံပေးပေမဲ့ငါကမစားဘူးဆိုရင်မကြိုက်ဘူးမရှိဘူးကွာငါစားချင်တာကလေးကိုရွေးစားတာကိုပဲကျင့်နေတယ်ပြီးတော့မတည့်တဲ့အစားဆိုရင် မစားနဲ့လို့ရုတ်တရက်မတားဘူးဒါစားကျင်သလားစားကျင်လဲနည်းနည်းတော့စားနော်တိတ်စားရင်ဒေထမှာစိုးရတယ်လို့တူတူတတကလေးပြောတယ်အဲ့တော့ဒီကငနေကြီးကဘယ်စားတော့မလဲကျွန်တော်လဲဦးလေးဟန်ကိုကြည့်ပြီးအာရပါရရှင်းလိုက်လေတယ်ဒါကတော့ဦးလေးဟန်ကနဝယ်ပြန်ဖြစ်နေလို့ပါနောက်တော့လဲရိုးသွားမှာပါအင်းမင်းပြောတာလဲဟုတ်တယ်လို့လို့ပဲဒါပေမဲ့ ပုံစံချင်းတော့မတူဘူးကွယ်မင်းကိုရှင်းပြရမှာမလွယ်လှဘူးဒီလိုပုံစံမျိုးကတော့ရိုးသွားမယ်မထင်ဘူးပြီးတော့အယူအယခံတဲ့ဒီငနေကြီးရဲ့စိတ်ထားကိုလည်းထက်တွေ့အောင်လေအခုမင်းတော်လေးအပေါ်မှာချစ်တဲ့စိတ်ကြီးနေတာကိုကွာဟိုတော်တုန်းကတော့ငါကလည်းငငယ်မို့မှွန်တာတော့ပဲရှိတယ်အခုတော့အမှွန်နေပြီးအစရဲကသူရောငါရော နေကြတော့တာမဟုတ်တော့ အတော်တင်ငိမ့်နဲ့ကျင်းနဲ့ချမ်းသာမှုရှိတယ်။အဘူလေးငါဒီအကြောင်းကိုဒီလောက်ပဲပြောတတ်တယ်။မင်းကိုယ်တိုင်အသက်ကြီးတော့သိလိမ့်မပေါ့ကွာ။ဒေါ်လာသွင်းသည်အိမ်ထဲမှထွက်လာပြီးနေထမင်းပြင်ပြီးကြောင်းပြောလေတယ်။ကျွန်တော်လည်းဦးလေးဟန်နောက်ကကပ်ရွေးလိုက်သွားတယ်။ထမင်းပွဲတွင်ဒေါ်လာသွင်းကဦးလေးဟန်ကို မကြခဏငေးရွေငေးရွေကြည့်ကမျက်နာမှာလည်းကြည်လင်လျက်ရှိတယ်။ဦးလေးဟန်လည်း သူစနီးကိုခဏခဏလှန့်ကြည့်ပြီးပြုံးလိုက်။ချမင်းကို အာရပါရစားလိုက်နဲ့အတော်ပင်စိတ်ချမ်းသာမှုရှိနေကြောင်းကျွန်တော်သတိပြုမိပါတယ်။မောင်ရတင်အာမနာနဲ့လိုတော့အထူးပြောနေဖို့မလိုပါဘူးကွယ်။မင်းတင်းငွေနေတိုင်းဒီမှာလာစားပါလား။ဟုတ်ကဲ့တော်လေးကျွန်တော်အပတ်တိုင်းမရောက်တော့မှခဏခဏရောက်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်အတွက်အထူးအထွေမစီမံထားစေချင်ဘူး။ကျွန်တော်ကတော့တက်ရမှာရှိသေးတယ် ဒီတော့လာနိုင်မလာနိုင်မပြောနိုင်ပါဘူးအထူးမစီမံပါဘူးဧည့်သည်လိုကြွေးမာမှာမဟုတ်ပဲအိမ်သားတယောက်လိုသဘောထားမှာပါဒါဘောกว่าဘူးလေးရဒီမှာလာခြင်းတဲ့အချိန်လာစားနိုင်တာပဲဟိုဦးလေးဟန်ထမင်းထက်ဖို့ထည့်ရင်ဝင်ပြောလေးတယ်ထမင်းစားတော့ကြပြီနော်အိမ်ရှိကန်းတွင်တပည့်ချမ်းနဲ့လက်ဖက်တော်စားရင်ဦးလေးဟန်ကိုကျွန်တော်သိကျင်နေတာကလေးကိုမေးမိပါတယ်ဒေါ်လာသွင်းမှာမို့ မိဖို့ကြောင့်တွင်တင်ဆက်မှုအတွင်စီမံနေဟန်ရှိတယ်။ဦးလျာဒေါ်လေးဟာဘလို့ဖြစ်ပြီးယူဖို့သဘောတူလိုက်တာလဲဟမ်။ဦးလျာကလက်ဖက်အကျန်တစ်ခွဲကို မော်ချလိုက်လေသေးတယ်။ပြီးမှချထားသောစေးတံကို ကောက်ကင်ကသေးအိုးတွင်ဆေးသိမ့်နေခိုင်းကျွန်တော်ကိုပြောကြည့်ပဲပြောပြလေတယ်။အပူလေးမင်းတည်သားပဲမင်းတော်ဆုံးတာဒီနေ့ကြာသွားပြီလေ။အဲ့တော့အခုနဲ့မေလာလောက်မှာ ဦးလေးဟန်ကအသိစိတ်ကိုစာရေးလိုက်တယ်။ပေါ်တော့ကငါတို့ပြောထားကြတဲ့စကားတခုရှိတယ်။ငါလွတ်လပ်ပြီးတနေ့လောက်အကြာမှာရုံးတဲ့လက်ထက်ကြစို့ဆိုတဲ့စကားပဲ။ဟမ်ဦးလေးဟန်တခါကပြောတော့ကဒီစကားကို ကျွန်တော်မကြားရဘူး။မကြားရတာကတော့ငါကမပြောလို့ပေါ့ကွာ။ဒီလိုကွာမင်းတော်ရှိတော့ကလေးကငါကသူ့ကို သူ့သဘောထားကိုပြက်ပြက်တတပြောပြဖို့တောင်းဆိုတယ်။ဒီတော့သူက သူ့သဘောထားကို စာနဲ့ရေးပြီးပြတယ်။အဲ့စာကိုမင်းကြည့်ကျင်သလား။ငါပြမယ်လား။ငါစာကြည့်ကန်လိုက်ခဲ့။တပည့်ရေးချန်ကိုယူခဲ့ကွာဟိုဆိုက သူကိုယ်တိုင်အကျမ်းခံလုံးသုံးလုံးကိုထပ်ရွေယူသွားတယ်။ကျွန်တော်လည်းတပည့်ရေးအိုးကိုလက်ကင်ကမှပေးလျင်သူ့နောက်က လိုက်သွားလေတယ်။ဦးလေးဟန်သည်သူ့စပွဲအန်ဆွဲထဲမှဒရာရီစောက်ကြီးတအုပ်ကိုဆွဲထုတ်ပေးလျင်တောက်ထဲ၌ညှက်ထားသောဆာရွက်ခေါက်ကလေးတစ်ခုကို ကျွန်တော်အားလှမ်းပေးလိုက်တယ်။စာရွက်ခောက်ကလေးမှာအနာများဖွာလျက်ရှိတယ်။ဂရုစိုက်ရွက်ကန်ရတယ်။စုပ်သွားမိကိုမစိုးရ၊ကျင်းမွသွားမိကိုစိုးနေရတော့တယ်။လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပြည့်တဲ့စာလေးဟိုဦးလေးဟန်ကစိုးတယ်။ကျွန်တော်လည်းစာရွက်ကလေးကို အသာဖြန့်၍ဖတ်ကြည့်တယ်။ဒေါ်လာတွင်ဥစာကာကြီးတဲ့အတွက်အလုပ်ပညာသင်နေခရေးဟန်ရှိတယ်။ ပြေအောင်ဖို့နောက်သုံးနှစ်လိုသေးကြောင်းပါတယ်ဒေါ်လာတွင်ကဦးလေးဟန်အားအခက်အတန့်အတွင်အချစ်ကိုပင် မပေးနိုင်သေးကြောင်းအတွင်တော့ကိုယ်စိတ်နဲ့ကိုချစ်နိုင်တဲ့အချစ်ကိုတောင်မှပဲဘူးနေအခါမပေးနိုင်သေးဘူးလိုလဲမလိုချင်မှနဲ့အောင်နောက်အကိုကြီးလွတ်လပ်တဲ့အချိန်မှာ အခုဥနောက်နဲ့ထိန်းထားရတဲ့ဝမ်းထဲမှာရှိတဲ့အချစ်တွေနဲ့တကွအားလုံးပုံအပ်လိုက်ပါမယ်ကြောင်းလို့သာနေပြီးတော့ အဲ့ဒီအချိန်ဟာနောက်ဆက်နှစ်15နှစ်အနည်း20ကြာချင်းကြာမယ်ဒီထက်စောချင်လဲစောမယ်ကြာတဲ့တွင် သူမိဘဆွေမျိုးများနဲ့ဦးလေးဟန်ဤတာသမီများစိတ်ထိခိုက်ကြမှာဆိုသဖြင့်လက်လက်လောလောမဖြစ်နိုင်ကြောင်းလဲပါတယ်ကျွန်တော်လဲစာကိုခက်ဖြစ်ဖြစ်ဖတ်ပြီးတဲ့နောက်ဦးလေးဟန်အားပြန်ပေးလိုက်တယ်ဦးလေးဟန်သည် စာကိုတိူရကန်၍ဒရာရီထဲတွင်ပြန်ညှပ်ထားလိုက်လေတယ်ပြီးလည်းရင် စေးတံကို စက်ကစက်ကဖွာလျက်ရှိတယ်။ဦးလျံကအရင်တုန်းကဒီစာကိုမှမပြဘဲကိုဒီစာကိုသာမြင်ရရင်ကျွန်တော်ရဲ့ထင်မြင်ချက်ဟာဒေါ်လေးသွင်ပေါ်မှာတမျိုးဖြစ်မှာဘလို့တမျိုးဖြစ်မှာလဲ။ဩဦးလျံပြောတော့ကကျွန်တော်ကဒေါ်လေးသွင်ကိုအပြစ်တင်မိတယ်။ကိုယ်တကယ်မြတ်တာစေတနာရှိတဲ့သူကိုဘာဖြစ်လို့ပြန်ပြီးမချစ်ရမှာလဲလို့စိတ်ထဲကမဲမိတယ်။ပြီးတော့ဦးလျံပြောတဲ့အချင်းဆိုတာရင်ထဲမှာ ပန်းလိုသူ့အလိုလျောက်ပွင့်ရတယ်ဆိုတာကိုလက်ခံပါတယ်။ဒါပေမဲ့ရင်ထဲမှာပွင့်နေတာကိုကိုကသတိမုံမိအောင်မှာကို"음ဒါလည်းဟုတ်တယ်။ဦးလေးဟန်ပဲဖွင့်ပြောခဲ့တယ်မဟုတ်လား။ဦးလေးဟန်ရဲ့ရင်ထဲမှာအချစ်ပန်းပွင့်နေပေမဲ့အမတ်တမဲမို့မသိဘူးလေ။နောက်သူတကရုံးတက်ပဲနေလိုက်ရမှာမနေနိုင်မထိုင်နိုင်ဖြစ်တော့တာပဲ။ဒီတော့မှငါသူ့ကိုချစ်နေတာပါလားလို့သိရတော့တာ။ အသွေးလဲဒီလိုပဲပေါ့ကွာသူဦးလေးဟန်ကိုချစ်နေတာသူ့ဘာသာတော့မသိဘူးသူ့အထင်ကတော့ဦးလေးဟန်ကို သူတနာတာပဲရှိတယ်အချင်းဆိုတာမရှိသလောက်ပဲလို့ထင်တယ်ထင်တာကဒီလိုကွာသူနဲ့ကတော့ဒီဘဝမှာကံချင်းဘလို့နည်းနဲ့မှဆက်လို့ဖြစ်မှာမဟုတ်ပါဘူးလူကြီးတွေကလည်းသဘောတူမှာမဟုတ်ဘူးပြီးတော့လည်းလူများကလည်းကဲ့ရဲ့ကြလိမ့်မယ်အဲ့လိုပြက်စိတ်တွေကဖက်ဖက်ကနေပြီးတားထားတော့ ချစ်ရမှာမချစ်ရတော့ပေါ့ကွာမချစ်ရတာကိုပဲမချစ်ရဘူးချစ်တော့ချစ်သားပဲလို့မမခံချင်ဘူးသူ့စိတ်ကိုသူလှည့်စားတာလေဒီတော့ငါသူ့ကိုခင်မင်းနဲ့ကြီးညိုတယ်တနာတယ်ဒီဘဝမှာငါဟာ သူ့ကိုအကိုကြီးအရင်လိုပဲအားကိုးမယ်အဲ့လိုအတွေးတွေနဲ့မချစ်ဘူးခင်မင်းနဲ့ဆိုတဲ့အဖြစ်ကိုအမျက်ပေးတယ်နှုတ်နေပါဦးသူ့စာထဲမှာတော့ဦးလေးဟန်လွတ်လပ်တဲ့အချိန်မှာ ူ့ဘော်သူပေါ်အပ်ပါမယ်လို့ဆိုထားတယ်မဟုတ်လားအေးမင်းပြောတာမှန်နေဒါပေမဲ့စာရစ်ပြီးအတော်ကြတော့သူတမျိုးပြောတယ်စိတ်ပြောင်းလို့တော့မဟုတ်ဘူးကြောက်တဲ့စိတ်တွေတော်များများဝင်လာတယ်မင်းကလေးဆိုတာမစွန်ရဲရှာဖို့ပေါ့ကွာအဲ့ကျနဲ့လူလုံနေရတဲ့လူမျိုးကိုကွာဘလို့ပြောတယ်လဲသူဘသူ့ဘုံမှာတစ်လုံးမျိုးတော့ဘူးတဲ့ငါကတော့ယူကျင်မာရဲ့ဒါပေမဲ့လူပြောသူပြောမခန့်ကျင်ဘူးတဲ့ ဦးလေးရကသူများပြောတာကိုဝယူဆိုင်နေရင်လူဘဝမှာဘလို့မှနေလို့မရနိုင်ဘူးလို့မပြောဘူးလားဒီအတိုင်းပဲပြောတာပေါ့သူကသဘောပေါက်ပါတယ်သူကတောင်ပြောလိုက်ပါသေးတယ်ဒီလိုပြောပေမဲ့လူတွေကကိုဒုက္ခရောက်တော့လှဲ့တော်ကြည်မှာမဟုတ်ပါဘူးတဲ့သဘောပေါက်ရဲ့နဲ့ဘာဖြစ်လို့ကြောက်နေရသေးတယ်လဲသဘောပေါက်တာလဲပေါက်တာပဲကြောက်တာလဲကြောက်တာပဲအဲ့ဒီတော့ဘလို့ဖြစ်တယ်လဲဦးလေးဟန်ဘလို့ဖြစ်ရမှာလဲ ဦးလေးဟန်လည်းသူ့ကိုယူဖို့အကြောင်းဘာမှထပ်မပြောတော့ဘူးသူ့ပညာရေးကိုသာအဆိုင်ခဲ့တယ်သူ့ကိုဘေးအအောင်အတော်ကြိုးစားရတယ်သူကညံ့အင်မတန်တော်တယ်ထုံးစံအတိုင်းအင်္ဂလိပ်စာတော့ညံ့တယ်အခြေခံနည်းလာတော့အတော်ပဲလုပ်ယူရတယ်ပွဲဒါပေမဲ့သူ့ညာကမခေတော့ IA အောင်ပြီးရင်ပဲအတော်အရင်ရလာလို့ဘီအေဘက်ကြတော့လွယ်သွားပါတယ်သူ့ကိုပညာသင်ပေးရတာ ငါတော့တိတ်ကျင်းနေတာပဲ။ငါဘွားမှာကျင်းနေဆုံးအလုပ်တစ်ခုပဲလို့ဆိုချင်တဲ့ပူလေးရဲ့။သူ့ဘွားနဲ့တပင်တက်တုံးကများဘီယဝစ်လုံးအင်ဂျီဂျီဝစ်ပြီးတုံးတော့အုတ်ထုတ်ကလေးခေါင်းပေါ်မှာတင်လို့တိတ်ခန့်ကြတာပဲကွာ။ကျွန်တော်လည်းဦးလေးဟန်ကို ကြည့်ပြီး ပြုံးမိတော့တယ်။သူကျွန်တော်ကိုပြောရင်ကျွန်တော်ကိုလုံလုံရရမေ့သွားပေးလိမ့်မယ်။သူ့မျက်စိထဲတွင်ဒေါ်လာတွင်ဤဘီယဝစ်လုံးဝတ်ထားသောရုပ်အသွင်ကိုမြင်ရောင်နေဟန်ရှိတယ်။ မြင်အောင်နေသောရုပ်အသွင်ကိုကြည့်ပြီးကြည်နူးသည့်အလျောက်ကျူးရင်သောဥရင်တံပင်ဖြစ်ရပေမည်ကျွန်တော်ကိုပြောပြနေသည်ဟု၍ကျွန်တော်မမတ်တော်ပါပြောပြီးနောက်မိတည်နေသောဆေးရန်ကိုမိထက်ညှိပေးလျင်အာရပါရဖွာနေလေတယ်ကျွန်တော်လည်းကျွန်တော်အသိကျင်စောနဲ့မိတော်အမေကိုမဖြေသေးသဖြင့်ထဲ့၍မေးရလေတယ်ဒါနဲ့ဒေါ်လေးကဘလို့ဖြစ်ပြီးယူဖို့သဘောတူလိုက်တာလဲဟင်အော် ဒါကဒီလိုကွာ အသွင်ကငါလွတ်လပ်သွားပြီးတော့တာမှငါ့ကိုယူရမှလန့်နေတယ်ဘလို့လဲဆိုတော့လူတွေကသူ့ကိုပြောကြလိမ့်မယ်ဆိုတဲ့အကြောင်းကလေးလဲကြံနေသေးတယ်ဒါပေမဲ့ဒါကအရေးမကြီးဘူးအရေးကြီးတာက သူ့မိကိုဖောက်အချီတွေကငါ့လိုအသက်ချင်းလဲမများပြီးတော့လဲဆရာတပည့်လဲဖြစ်နေတာကြီးသမီးကြီးတွေလဲရှိဆိုတော့ဘယ်နည်းနဲ့မှသဘောမတူနိုင်ဘူးလို့တွတ်ထားတာကို အဲ့ဒီအဆွဲကိုချွတ်လို့မရဘူးကွာဘလို့ပဲအကျိုးတင်အကြောင်းတင်ပြောလဲမထူးဘူး။အိုးဒါကလည်းဒီလောက်တော့မဟုတ်သေးပါဘူးဦးလေးဟယ်။ तू လဲပညာဘုဒ္ဓတာနယ်ပြည့်စုံနေတာပဲ။မိပါဆိုတာစိတ်ဆိုးလဲခဏပေါ့။ပြီးတော့လဲဦးလေးဟန်တို့လိုဟောသိကရှိနေတယ်လို့သူတို့သမီးလဲတစ်သက်လုံးဂုံငယ်စင်းရဲမှာမဟုတ်ဘူးဆိုတာသိကြတယ်။အဲ့ဒါတွေကိုမိပါတွေကထက်စင်စာကြည့်အောင်မှာပေါ့။ အေးကွာငါလည်းမင်းပြောတဲ့အတိုင်းပြောပြတာပဲ။ तू လည်းအလုံးနားလေတယ်။ဒါပေမဲ့အစွဲဆိုတာချွတ်လို့တက်ရတာမဟုတ်ဘူးကွာ။အဲ့တော့ဘလို့ဖြစ်တယ်လဲ။ဘလို့ဖြစ်ရမှာလဲ။ငါကသူ့သဘောပဲလေလို့ခက်အေးအေးနေလိုက်တယ်။မလို့တော့ဘူး။ဒါနဲ့ဒီနေ့နှစ်ဦးမှာပေါ့။သူ့အဖေကြီးအကြီးအကျယ်မမတော့သူကလည်းအေးဆိုငါ့ကိုတရိရတာပေါ့။ဒါနဲ့တန်ချိုးရိုက်ခေါ်တယ်။ငါလည်းချက်ချင်းလိုက်သွားပြီး အဖိုးကြီးကိုဆီအောင်တွေနက်စ်တွေနဲ့အတိအကျကိုပြီးငါလည်းအသားအရင်လိုပြုစုတာပေါ့ဒါနဲ့အဖိုးကြီးက "तू သေတော့မှာပဲ"လို့ထင်ပြီးငါ့ကိုခေါ်တယ်။သူသမီးကိုလည်းခေါ်တယ်။အဖွားကြီးလည်းအနားမှာရှိတယ်။အဖိုးကြီးကငါ့ကို မောင်ဟန်မင်းဟာငါသမီးကိုတချောင်းလုံးစောက်ရှောက်ခဲ့တယ်။သူ့ဘဝကိုမင်းပဲမြင့်တင်ခဲ့တယ်။တို့ကိုလည်းတတ်နိုင်သလောက်စောက်ရှောက်ခဲ့တယ်။တကယ်ဆိုတော့မင်းဟာ ငါသားကြီးလိုပါပဲကွအခုအိုးမျက်စိမိတ်တဲ့အခါကစပြီးမင်းညီမကိုတတလုံးအပိအပိုင်းစောက်ရှောက်ပါတော့ကွလို့အပ်တယ်အဖွားကြီးကလည်းထောက်ခံတဲ့စကားဝင်ပြောတယ်အဲ့လိုအပ်ပြီးမှပဲအဖိုးကြီးကပြန်မလာတယ်သူအတော်မာတဲ့အဖိုးကြီးကွာ89နဲ့ရှိနေပြီအော်အဲ့ဒါနဲ့ဒါနဲ့မက်ရွှေသွင်းလဲသူ့စိတ်မှာအကြီးအကျယ်အတားအဆီးကြီးတခု မမျောလင့်ပဲဖဲလိုက်တော့သူပြောတဲ့ဥနောက်နဲ့ထိမ့်ထားတဲ့သူ့ဝမ်းထဲကအချစ်တွေဟာရေကာတာတကားကြီးမှလိုက်တော့ရေတွေတလဟောကျလာသလိုပေါ့ကွာ သူ့ရင်ထဲကလောင်းရည်ကျနေတဲ့အချစ်ပန်းလဲကာကာဆွန့်ဆွန့်ကြီးပွင့်လာတာပေါ့ဟိုဥလိယံကကြပြာဆန်ဆန်အာရပါရပြောပြရှာလေတယ်ဟုတ်ကဲ့ပါရှင်စာရေးဆရာကြီးတက်တူရေးသားထားတဲ့ပန်းပွင့်သောနေဆိုတဲ့ဝတ္ထုတို့လေးက ဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။